EPS ဆောင်ဝဲဖြည့်ပြီးတော့အလုပ်ဗီဇာနဲ့ကိုရီးယားကိုရောက်နေတဲ့သူတွေဒါမှမဟုတ်အခု EPS ဆောင်ဝဲအတွက်စာလုပ်ပြီးတော့အလုပ်ခေါ်စာဆောင်နေတဲ့သူတွေရှေ့လျှောက်ကိုရီးယားစာဘယ်လိုလေ့လာရမလဲအခက်အခဲဖြစ်နေရဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါနော်ဒီဗီဒီယိုထဲမှာအထောက်အကူဖြစ်စေမယ့်အကြောင်းအရာလေးတွေကျွန်မမျှဝေပေးသွားချင်ပါတယ်여러분안녕하세요아롱웨밍라바ဒီနေ့တော့အချိန်မှပြောထားတဲ့အတိုင်း EPS ဆောင်ွဲဖြည့်ပြီးတော့ ဒီတော့ရောက်လာပါပြီအလုတ်ခွင်လဲရရောတင်ထားတဲ့စာရီနဲ့လည်းတူလဲမတူဘူးပြောတာတွေကလည်းဘာတွေပြောနေမှမသိနားလဲမလဲဘူးကိုပြောချင်တာလည်းပြန်မပြောနိုင်ဘူးဒါမျိုးအခက်ခဲတွေအများကြီးကြုံတွေ့ရတယ်ပေါ့နော်ကျွန်မဒီ message မှာဆိုလို့ရှိရင်လည်းလာလာပြီးတော့မိကြိုက်စကားပြောတင်တဲ့စကားပြောတင်တဲ့ချေစကားပြောတင်တဲ့လာလာမိကြိုက်ရဲ့ E7 အကူကြီးပေါင်းလေးတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့သူတို့အတွက်ပြောချင်တဲ့ message လေး လေနည်းနည်းရှိလို့ကျွန်တော်ဒီဗီဒီယိုကိုအခုရိုက်လိုက်တာပါအဲ့တော့အရင်ဆုံးစာဘလို့လောက်ရမလဲဘလို့နီးလန်းနေသုံးရမလဲဆိုတာမပြောခင်ပေါ့နော် အရင်ဆုံးတိထားရမယ်အချက်တစ်ချက်မဖြစ်မနေတိထားစေခြင်းနဲ့အချက်လေးတစ်ချက်ရှိတယ်ဘာလဲဆိုတော့ယောရဘွန်းကကိုရီးယားကိုလာခဲ့တာကိုရီးယားစာကိုသင်ခဲ့တာဒီအကြောင်းရင်းကကိုရီးယားမှာလာပြီးတော့အလုံးလုံးဖို့ပတ်စံရှာဖို့အတွက်ပေါ့နော်ထည့်ပဲပြောလိုက်မယ်ဆိုရင်ကိုရီးယားမှာပတ်စံလာရှာဖို့အတွက်ကိုရီးယားစာကို သင်မရမယ်ဖြစ်တဲ့အတွက်ကြောင့်သင်ငယ်ကြရတဲ့သူတွေကတရားမှာ90ရာခိုင်နှုန်းလောက်ကတော့အဲ့တော့ပြောချင်တာပါလဲဆိုတော့ကျမလိုမျိုးဒါမှမဟုတ်တချို့အဲဝါသနာအရအိုကိုရီးယားစာကိုစိတ်ဝင်စားလုံးလို့ဒရမာတွေကြိုက်လုံးလို့ကိုရီးယားစာလေးလာတယ်ဆိုရင်ဒီလိုလူမျိုးတွေနဲ့တော့ကိုကမတူဘူးဆိုတာကိုအရင်ဆုံးလက်ခံရမယ်ပေါ့နော်အင်းကျုံလောက်ရမယ်လို့ကျမကတော့မြင်ပါတယ်ဒီလိုမျိုးနင်းနေနားဝင်ခိုင်းရင်လည်းခိုင်းနိုင်တယ်ပေါ့နော်အဲ့ဒါကိုအရင်ဆုံးကိုက လက်ခံမှရှေ့လျှောက်ဘယ်လိုမျိုးဆက်လုပ်သွားမလဲဆိုတာနည်းနည်းပုံမယ်ပေါ့နော်ကိုရီးယားစာကိုချစ်မြတ်နိုးလွန်းလို့ကိုရီးယားစာကိုအရင်လှုပ်ချင်လွန်းလို့ကိုရီးယားစာကိုလေ့လာခဲ့ကြတာမဟုတ်ဘူးပေါ့နော်ဒီ EPS ဆောင်ပွဲဆိုတာဖြေမှဒီကိုရီးယားစာဆိုတာခါနာဒါရရေးတက်ဖတ်တက်မှ ကိုရီးယားကိုလာလို့ရမှာဖြစ်တဲ့အတွက်ကြောင့်ယောရောပူနီကကိုရီးယားစာကိုခြားခန့်နီလန်းတစ်ခုအနေနဲ့တင်ယူခဲ့ကြတာဖြစ်တယ်စိတ်ပါဝင်စားနေတာမဟုတ်တဲ့အတွက်ကြောင့်ခတ်မှာပဲဒီရောက်လာရင် အားလုံးကဒီမှာကတကယ်လက်တွေ့ဖြစ်သွားပြီပေါ့နော် ရောဘွန်ဒီ EBS ဖတ်ဖတ်စာအုပ်ထဲမှာတင်ခဲ့တဲ့လိုမျိုးတလုံးချင်းပြောတာလည်းမဟုတ်ဘူးပြီးတော့ဒီမှာကရောဘွန်တွေ့ကြုံရတဲ့အလုပ်ခွင်မှာဆိုလို့ရှင်လူငယ်တွေတိတ်မရှိပါဘူးလူကြီးတွေများတယ်ပေါ့နော်ကိုယ့်ထက်အသက်အရွယ်အများကြီးကျက်တကြီးရွယ်တွေများတယ်ပြီးတော့သူတို့တုံးတဲ့အတုံးနှုံးတွေသူတို့ပြောတဲ့အတန်အနေထားဖတ်စာအုပ်ထဲမှာပါတာနေလုံးဝမတူပါဘူး အဲ့တော့ဒါမျိုးတွေကြောင့်အများကြီးအခက်အခဲတွေတွေ့ကြရတယ်ပေါ့နော်အဲ့တော့ဒါကိုပို့ပြီးတော့ရှင်းအောင်ရှင်းပြရမယ်ဆိုရင်ကျမတို့ငငယ်တုန်းကစာမွေးရှိလို့စာလုပ်တယ်ဒါဆိုလို့ရှိရင်ဒီစာလုပ်တဲ့စာကိုကျမတို့လုတ်ချင်လွန်းလို့ဒီစာဝန်အုပ်စိတ်ပါဝင်စာလုပ်လို့ငါဒီအကြောင်းအရာကိုတကယ်သိချင်လို့လေးလာခဲ့ကြတာမဟုတ်ဘူးငငယ်တုန်းကပေါ့နော်အကြောင်းဒီမှာလေးလာခဲ့တဲ့စာဆိုရင်စာမွေးမွေးအောင်မရမယ်အောင်မရမှာဖြစ်တဲ့အတွက်ကြောင့်ဒါကြီးကိုလုတ်ကိုလုတ်ရမယ် အဲဒါမျိုးပေါ့နော်အဲ့ဒါကြောင့်လုတ်ခဲကြတာဖြစ်တယ်အဲ့တော့အခုအဲ့တော့ငါလုတ်ခဲတဲ့စာတွေကိုပြန်စဉ်းစားမယ်မှတ်မိလားမမှတ်မိဘူးလीနော်ဘာလို့လဲ ကိုကစာမမွေးအောင်ဖို့ဆိုရရည်ရွယ်ချက်ကိုဖြည့်ဖို့အတွက်ထားဟုချားခဲ့နီလန်တစ်ခုနေနဲ့ပဲသုံးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကိုတကယ်စိတ်ဝင်စားလို့မဟုတ်ဘူး။ဒါပေမဲ့အဲတချို့ကလည်းပြောနိုင်မယ်ပေါ့နော်။အော်ကျွန်တော်ကတော့ခါနာထားရာကိုရီးယားဆောင်မောအီရီမီမောရောမောစပြီးတော့လေ့လာတော့အရင်စိတ်ဝင်စားရတယ်စိတ်ဝင်စားပြီးတော့လေ့လာခဲ့တာ။အဲ့လိုလူတွေလည်းရှိမယ်ပေါ့နော်။အဲ့လိုလူတွေကတော့နည်းနည်းပို့ပြီးတော့ဆက်လေ့လာဖို့ကနည်းနည်းပို့ပြီးတော့လွယ်အဲနည်းနည်းလေး ပို့ပြီးလွယ်မယ်ပေါ့နော်အဲ့တော့အဲ့လိုလူတွေလည်းရှိတော့ရှိမယ်ဒါပေမဲ့ကိုယ့်ရဲ့လုံးဝခေါင်းထဲမှာရှိတဲ့အကြီးမားဆုံးသောရည်ရွယ်ချက်ကတော့ကိုရီးယားသွားပြီးပတ်စံရှာမယ်ဆိုတာမျိုးပေါ့နော်အဲကျမအကြောင်းကိုပြောရမယ်ဆိုရင်ကျမကကိုရီးယားစာကိုငါကိုရီးယားဆရာမလုပ်မယ်ကိုရီးယားကိုသွားပြီးတော့ဟွတက္ကသိုလ်တက်ပြီးဘွဲယူလိုက်မယ်ငါကိုရီးယားစာကိုကိုရီးယားစာကိုတင်ပြီးတော့ငါဘာဘာဘာလုပ်လိုက်မယ်ဆိုတော့ ပထမဦးဆုံးဒီရည်ရွယ်ချက်ဆိုတာကျွန်မမှာမရှိဘူးပေါ့နော်။ဥမာအော်ဒါမဲ့ဒီလိုစိတ်လေးမျိုးတော့ရှိတာပေါ့နော်။ကိုရီးယားကားတွေကြည့်လို့ရှိရင်တော့စာရန်ထိုးမပါဘဲနဲ့ကြည့်ချင်တယ်ဆိုရဲစိတ်လေးတော့ရှိတယ်။ဒါမဲ့ကျွန်မရဲ့အဓိကရည်ရွယ်ချက်ကဒီတိုင်းကိုရီးယားစာ စာလုံးနေရရင်ကိုကျွန်မဒီစာလေးတွေဥမာငါဒီနေ့အော်ဒီ grammar လေးသင်လိုက်တယ်။မနှက်ဖြန်ရုပ်ရှင်တစ်ခုကြည့်လို့အဲ grammar လေးပြောတာလေးမြင်လိုက်တယ်။ဒါဆိုရင်ကျွန်မပြောနေရော။ဟယ်လိုယောနော်။ ကျွန်မအဲအဲ့လိုမျိုးအဲစာအိုချစ်မြတ်နိုးလို့စာအိုလှုပ်ချင်လို့လှုပ်တဲ့ရော်ရော်ဘူးမဟုတ်တဲ့အတွက်ကြောင့်ဩအများကြီးအခက်ခဲရှိပါတယ်ဒါကိုကိုကလက်ခံပါအဲ့ကျွန်မစာအုပ်တစ်ခုဖတ်ရင်းနေပေါ့နော်ကျွန်မကဒီစာလုံးတာနဲ့ပတ်သက်တဲ့စာအုပ်ဖတ်ရင်းနဲ့သဘောကျတဲ့စာလေးတွေ့လို့အမှတ်ထားတာလေးရှိတယ်။ computer 대하는마음에는목적이나이유가없을수록좋다. 그냥 공부를 공부로만 좋아할 때 진정 자신의 것이 된다. 음. 그래 유해자도 구구자, 장야도 구구자, 로야미 피대도 장 로다테 구하디 사롱니야라고 도자니요 로보노 로데 하마 구에 대게 리라무 피메 수리하. 그래 아쿠 가사비로 ဖြစ်ဖြစ်ပေါ့เนาะအခုကစပြ စာကိုလေ့လာခြင်းနဲ့သူတယောက်ဖြစ်အောင်ငါစူးစမ်းကြည့်မယ်ဆိုတဲ့စိတ်လေးကိုအရင်ဒီစိတ်ကလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့စိတ်ကိုအရင်အဲထားဖို့အဲပြောချင်ပါတယ်အဲယောဘုန်းကအလုတ်ကကိုယ့်ရဲ့အခုဒီ lifestyle မှာပထမနံပါတ်1ဖြစ်တဲ့အတွက်ကြောင့်အလုတ်ကသူ့အချိန်နဲ့သူများသွားအဖြစ်မကူနိုင်ရနေ9နိုင်6နိုင်အထိအဲဆင်းနေအဲသူများတယ်ဒါမှမဟုတ်သူက overtime ရှိရင်ညအထိဆင်းပြရတယ်သူကနေ့တွေညတွေမမှန်ဘူး ပရက်တွေလည်းဆင်းရတယ်ဒါမျိုးပေါ့နော်ကိုယ့်ရဲ့အခု lifestyle မှာအကြီးအမားဆုံးသောနေရာယူထားတာအလုံးဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီအလုံးပြီးတဲ့အချိန်ကိုစာထက်လောက်ပါအောင်ဆိုရင်ကိုချင်းစာတွေရောတော့ဘူးဩတူတူကိုကိုပဲစာထက်လောက်ပါအောင်ဆိုရင်ကိုယ့်ရဲ့ energy ကကုန်ခန်းနေပြီမှာစာလုံးရမယ်ဆိုတော့အဲ့ဒီစာကြည့်စပွဲထိထိုင်ဖို့ energy ကကုန်ခန်းနေပြီပေါ့နော်အဲ့တော့ နောက်တစ်ချက်နေနဲ့နောက်တစ်ဆင့်နေနဲ့ကစာလို့သဘောမထားစေချင်ပါဘူးဟွချဲရလဲလှုပ်ပြီးစာကိုစာလို့သဘောမထားဘလို့သဘောထားရမှာလဲကျမကတော့ဘာသာစကားကိုတခြားဒီလေ့လာတဲ့စာပေတွေနဲ့နည်းနည်းကွာခြားတဲ့အဲအချင်းစီကနည်းနည်းကွာခြားတဲ့ဟိုဒီလိုမြင်နေပေါ့နော်ဘာသာစကားဆိုတာကိုကအရင်ဗီဒီယိုမှာလည်းအရင်ဗီဒီယိုတစ်ခုမှာလည်းကျမပြောဘူးပါတယ်ကိုကတစ်နှစ်နှစ်နှစ်သုံးနှစ် လေးလာလိုက်လို့သုံးနှစ်ပြက်ပြီးသွားတာမျိုးမဟုတ်ဘူးပေါ့နော်တသက်လုံးသွားရမယ်ကျမတို့ဘလို့ပြောခဲ့လေချင်းကိုတငယ်ချင်းလို့သဘောထားပါလို့ကျမဗီဒီယိုတစ်ခုမှာပြောခဲ့ပူရယ်ပေါ့နော်အဲ့တော့ကိုနဲ့တသက်လုံးသွားရမယ်တငယ်ချင်းဟာငါကတော့နင်းနဲ့အနည်းကိုလည်းငါမကြည့်ချင်ဘူးနင်းပြောရလဲငါနားမထောင်ချင်ဘူးဥမာကိုရီးယားစာကိုရီးယားစာလည်းနင်းကိုလည်းငါမကြည့်ချင်ဘူးမကြည့်ချင်ဘူးနင်းအတန်လည်းငါမကြားချင်ဘူးဒါမျိုးဆိုရင်သူနဲ့ကိုနဲ့ အဆင်ပြေပါမလားဆက်ဆံရေးအဆင်မပြေဘူးလीနော်အဲ့တော့သူနဲ့ကိုနဲ့ဆက်ဆံရေးကအောင်ဟွန်းလို့ဖို့အရေးကြီးပါတယ်အဲ့တော့မြများနာထောင်းပါမြများဖက်ပါမြများရေးပါမြများပြောပါဆိုတာကတော့ဒါကတော့ထပ်ပြီးတော့ထပ်လောင်းပြောစရာမလိုတဲ့အားလုံးတည်ထားတဲ့အားလုံးတည်ထားတဲ့အကြောင်းရပါပဲအဲ့တော့အရေးကြီးဆုံးကဒါပဲရောဘူးနီလန်းနီလန်းနီလန်းနီ ရှာပြီးတော့ဟိုမှာချဲဆိုလို့ရှင်ချက်ဗီဒီယိုလာကြည့်ကြတော့ तू ကတော့ကိုရီးယားစာပြောတာအရန်ကျွမ်းနေ तू ဘလို့နီးလန်းနေတုံးလဲမသိဘူးနီးလန်းနေပဲရှာဖွေကြည့်ကြရတယ်ပေါ့နော်တကယ်တော့နီးလန်းဆိုတာမရှိပါဘူးပြောတော့ဘူးတကယ်တော့လုံဖို့ပဲပေါ့နော်အဲ့တော့ဒါကတော့အားလုံးသိထားပြီးပါပြီထပ် ပြီးတော့ပြောပြတာပေါ့နော်ဟိုမှာဟုတ်ပြီချဲကတော့ပြောတယ်များများနားထောင်ရမယ်များများဖတ်ရမယ်များများပြောရမယ်များများရေးရမယ်ကိုနားမထောင်ခြင်းနဲ့ဟာကြီးနားထောင်နေရတယ်ဆိုရင်လည်းဒါလည်းဝစ်ကြွေးတမျိုးပဲဝစ်တမျိုးပဲ ကျမကတော့အဲ့လိုထင်တယ်ကိုမဖတ်ချင်တဲ့ဟာကြီးထိုင်ဖတ်နေရလဲဒါလေးဝတ်တမျိုးပဲဟောနော်အဲ့တော့ပြောချင်တာကကိုစိတ်ပါဝင်စားတဲ့အကြောင်းညာကိုပါကို research လုပ်ဖို့လိုတယ်ပေါ့နော်ကိုကိုကိုတိဖို့လိုပါတယ်ကိုကြည့်ချင်တဲ့ video လေးတွေဒါမျိုးပေါ့နော်ကိုလှုပ်ချင်တဲ့အဲဟာမျိုးလေးတွေရှာပြီးတော့နားထောင်ပါရှာပြီးတော့ဖတ်ပါ အရင်ဆုံးပေါ့နော်ဒီ ကျမတို့မြန်မာ စာအုပ်များများဖတ်ဖို့ကျမအကြံပေးပါတယ်စာအုပ်တွေထဲမှာပညာပါလို့လေ့လာသင့်တယ်ဆိုတဲ့စာအုပ်မျိုးစာပါလို့လုပ်သင့်တယ်ဆိုတဲ့စာအုပ်မျိုးအရင်ဆုံး motivation မရှိတဲ့သူတွေကဒါမျိုးစာအုပ်လေးအရင်ဖတ်ပါအဲဆိုလို့ရှိရင်ကွာစာလုံးချင်းစိဖြစ်လာလိမ့်မယ်ပေါ့နော်။ကျွန်မအရင်ဗီဒီယိုတစ်ခုမှလည်းပြောခဲ့ဘူးသလိုပဲစာကြည့်စပွဲပေါ်မှာထိုင်မှစာလုံးတာမဟုတ်ဘူး။ကျွန်မចောင်းသားတွေကျွန်မအများရန်ပြောတယ် စာကြည့်စွဲပေါ်မှာထိုင်မှာစာလုပ်တာမဟုတ်ဘူးပေါ့နော်ကျမဆိုရင်ဥပမာပြောရရင်ကျမအိတ်ခန့်နီးဆိုလို့ရှိရင်ကျမဒီနေ့တက်ခဲ့တဲ့ဝေါ်ဟာရအစ်စ်လေးတွေကိုကျမခေါင်းထဲမှာမျက်လုံးလေးမှိတ်ပြီးတော့အဲစလုံးလေးတွေပြန်ပြီးတော့ခေါင်းထဲမှာပုံဖော်ကြည့်ပြီးကျမမှန်ရင်းနဲ့အိတ်တယ်အဲ့လိုမျိုးဒါကျမရဲ့စာလုတ်တဲ့နီလန်းတွေတခုပဲပေါ့နော်စာကြည့်လိုက်စာကြည့်စပွဲမှာထိုင်ပြီးတော့စာလုံးမှာမဟုတ်ဘူးအဲ့တော့ရောဘူးနဲ့ကိုယ့်ရဲ့နီလန်းကိုကိုရှာကြည့်ပါ တချို့က podcast တွေလေ့လာနားထောင်ရတာကိုသဘောကျတယ် ပေါ့နော်ကျွန်မက podcast တွေနီးလာရနားထောင်ရတာကိုမကြိုက်ဘူးကျွန်မကအရင်ပြည့်နေ podcast လေးလိုက်နားထောင်ရတာဒါမျိုးတောင်နဲ့တောင်မတူဘူးပေါ့နော်အဲ့တော့တချို့ចောင်းသားတွေကအဲအလုံးလုံးနေရင်ねကိုရီးယား podcast လေးတွေလေးလာတယ်နားထောင်နေဒါမျိုးလေးတွေပေါ့နော်ပြီးတော့ကိုရီးယားကာတွန်းစာအုပ်လေးတွေပုံလေးတွေရောင်စုံလေးတွေပါတဲ့ဟာလေးတွေကိုဖတ်ချင်အောင်ဒါမျိုးပေါ့နော်စတဲ့အခါမှာတော့ဖြည်းဖြည်းချင်းစဖို့ ပြောချင်ပါတယ်အဲ့တော့ကျွန်မဒီဗီဒီယိုထဲမှာဘာဘာဘာလောက်ပါနီလန်းကြီးကိုပြောချင်တာမဟုတ်ဘူးပေါ့เนาะကျွန်မအဓိကပြောချင်တာက mindset ကိုပြန်ပြီးတော့ remind လုပ်ပေးချင်လို့ပေါ့เนาะအဲဒီအကြောင်းအရာလေးတော့တကယ်သိစေချင်လို့အရင်ကလေးကအရင်2ရက်3ရက်ကလေးကရိုက်ချင်နေတာပေါ့เนาะအခုမှနည်းနည်းအဆင်ပြေလို့ရိုက်လိုက်ရတာပါဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရောဘွန်ဆက်ပြီးတော့လေ့လာတဲ့ရောဘွန်ရဲ့ကိုရီးယားစာနဲ့ တငယ်ချင်းဖြစ်တဲ့ခရီးစဉ်မှာအားလုံးအဆင်ပြေကြပါစေလို့ကျွန်မကဆုတောင်းတောင်းဆိုပြုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။감사합니다.다음영상에서만나요.안녕.